ချုံပွဲတွေဆက်နေတဲ့ကျွန်တော်ရဲ့မြန်မာဖိုက်တာတန့်စင်ကတော့ပြည်သက်တည်းရဲ့ဝေဖန်မှုထပ်ပြီးတော့ခံနေရတော့ဗောနော်တချို့ပြည်သက်တည်းအကစားတုံးတက်တဲ့လူတွေကလည်းတန့်စင်ကငယ်ပါသေးတယ်ဟလားထိုင်းအတွေ့အကြုံရှိတဲ့ဖိုက်တာကိုတော်မှဒီလောက် ရှင်ပြန်ထိုးသက်နိုင်တာဆိုတော့တတော်ကောင်းပါပြီဟဟလား fighting တန်းစင်ဒီလိုမျိုးလေးပေါ့ဗျာကျွန်တော်တို့ပြိတက်ကြားထဲမှာဆိုလို့ရှိရင်ဒါလည်းဟုတ်ပါတယ်သူကလည်းငယ်သေးတယ်အတွေ့အကြုံလည်းနှုတ်သေးတယ်ဆိုတော့သူ့ကိုအားပေးတယ်ဆိုတော့ဒါအားပေးတဲ့အရာပေါ့နော်သူစိတ်သက်တည်မကြအောင်ရှေ့ဆက်ပြီးတော့ပို့ပြီးတော့အောင်မြင်လာအောင်တချို့ကလည်းပြောတာ ီမြန်မာဖိုက်တက်တူကျွန်တော်တို့ကဟိုနှိမ်တာတော့ဟလာဟိုအပုတ်ခတ်ပြီးပြောတဲ့ပုံစံမျိုးတွေလည်းတချို့ကတော့ထင်မြင်တာပေါ့လေဒါပေမဲ့တကယ်ကြတော့လေတန်းစင်ကဝမ်ချန်ပီယံရှစ်ရဲ့အစောပိုင်းပွဲတွေကြီးမယ်ဆိုလို့ရှိရင်တော့တော်တော်ကောင်းတဲ့ fighter ထဲမှာပါတော့ဗောနော်အလားလားကြီးကောင်းတဲ့ကောင်းတဲ့ fighter သူရဲ့ထိုးချက်တွေဟလာသူဝင်ပုံဝင်နီး သူအနိုင်ယူသွားတဲ့ပွဲတွေကိုပြန်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအားရစရာတော့ရှိတယ်။ဆိုတော့မြန်မာပြည်သက်ကြားထဲမှာရောထိုင်းပြည်သက်ကြားထဲမှာရောဒါတန့်စင်ကိုအများကြီးဖြုံလင့်ထားခဲ့ကြတာပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာရှုံးပွဲတွေပဲဆက်နေရဆိုတော့ဘာများဖြစ်တာလဲပေါ့။ဘာများလိုအပ်ချက်တွေရှိလဲဆိုတော့ဒါကျွန်တော်တို့သုံးသပ်ကြည့်ချင်တယ်ပေါ့နော်။ပြီးခဲ့တဲ့ဒီ လပိုင်းတော့ဆိုလို့ရှိရင်သူ့ရဲ့ပွဲစဉ်ဖြတ်သိမ်းလိုက်ရတဲ့ဟာတွေရှိတယ်။သူ့ရဲ့မျက်လုံးကိစ္စတွေနော်။သူ့ရဲ့ကျန်းမာရေးကိစ္စလေးတွေရှိတာတော့မှန်တယ်။ဒါပေမဲ့ဒီသူပြန်လာပြီးနောက်ပိုင်းမှာခုမင်းရကပွဲစဉ်ပဲကြည့်မလား။အဲ့မတိုင်ခင်ထိုးထားတဲ့ပွဲစဉ်တွေပဲကြည့်မလား။တကယ်တမ်းကျတော့တန့်စင်ကဒီမင်းရကထိုးတဲ့ပွဲမှာဆိုလို့ရှိရင်လည်း ူကရဲရဲကြီးမထူရဘူးနော်ကြီးလိုက်မယ်ဆိုကြည့်သူကကြောက်တလူလူတခုခုကိုသူကစိတ်ပူနေတဲ့ပုံစံကြီးတော့ဖြစ်နေတာပေါ့ဒီပွဲမတိုင်ခင်မှာလဲသူ့ရဲ့အင်တာဗျူးမှာဗာပြောထားလဲဆိုတော့သူ့ရဲ့ဆရာစူပါလက်ကနေပြီးတော့အရင်မလောဖို့ဖြည်းဖြည်းလေးနဲ့အချင်းယူပြီးတော့ထိုးဖို့မှားထားတယ်လို့ပြောထားတာလည်းရှိတော့ဗောနော်ဒါပေမဲ့ဖြည်းဖြည်းချင်းနဲ့အချင်းယူပြီးတော့ထိုးတယ်ဆိုတာအရာလဲ ကိုကခံနေရမယ်ပြန်မထိုးရဘူးဟိုပြောချင်တာလေဟိုကိုဘက်ကအခံကြီးပဲဖြစ်နေတဲ့ပုံစံကိုက defense ပြန်လှုပ်ပြီးတော့ခုခံကာကွယ်ပြီးတော့ဟလာနိုင်မဲ့အကွက်တီးရှိရတဲ့နဲ့ပြန်လှုပ်နိုင်တဲ့အကွက်တီးရှိရတဲ့နဲ့မလှုပ်ရဘူးလို့ပြောတာမျိုးမှမဟုတ်တာအခုကသူ့အရာဒီဆရာပြောထားတဲ့မလုံးနဲ့ဆိုတဲ့ဟာကြီးပဲစဉ်းစားနေရလားတော့မသိဘူးတကယ်တမ်းသူ့ရဲ့ဟိုအရေးချင်းနဲ့သူတကယ်ထိုးနိုင်တဲ့အင်အားနဲ့သား ဝင်စားရှိတဲ့ဝင်ဟလာဆရာပြောတဲ့ပုံစံအတိုင်းလဲအရင်လဲမလို့ပဲနဲ့ဟလာနေရာယူစားရှိတဲ့ယူလုံမယ်ဆိုလို့ရှင်တော့ဒါအချိန်နေတော့ပြောင်းလဲသွားနိုင်ချေရောရှိတာပေါ့နော်ဘာလို့ဆိုတန့်စင်ကတော်တော်လေးကိုကောင်းတဲ့ fighter ပေါ့ဒီခွန်ပွန်နွိမနင်းကပွဲစဉ်နဲ့မထိုးခင်ရှေ့ကပွဲမှာဆိုလို့ရှင်လဲသူကတော်တော်လေးတော့ပြင်ဆင်ထားခဲ့တယ်စူပါလိတ်နဲ့ပြင်ဆင်နေဒါပေမဲ့ပထမပွဲချီမှာပဲဟလား ရန်ကြီးတွေဝင်လာပြီးတော့ဟိုပထမအချီမှာပဲအရှုံးပေးလိုက်ရတာပေါ့နော်ဆိုတော့ပြောချင်တာက तू ကတကယ်ကောင်းတဲ့ fighter တော့ဟုတ်တယ်ဒါပေမဲ့ तू game plan ကမှားနေတာပေါ့နော်တစ်ချက်ကနောက်ဒုတိယတစ်ချက်အရေးကြီးတာတော့ဒါပထမလို့တော့ပြန်ပြောလို့လို့ရတာတကယ်တကယ်အရေးကြီးဆုံးတော့ကျွန်တော်ထင်တာတော့သူ့ရဲ့ mindset ပေါ့နော်သူ့ရဲ့စိတ်သက်တည်း motivate ဖြစ်ဖို့လိုတယ်သူရဲ့စိတ်တည်းအတွေးခေါ်တွေပြင်ဆင်ဖို့လိုတယ်လို့ကျွန်တော်တော့ထင်တာပေါ့နော်ဘာလို့ဒီအတွေးခေါ်ကြီးကသူကြောက်စိတ်ကြီးနေဟလားပြီးလို့ရှိရင်မလိုအပ်ပဲနဲ့ခွန်အားတွေတုံးတာမျိုးလိုလော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 နဲ့ဖြစ်နေတဲ့ဟာမျိုးကြီးကသူရဲ့ပင်ကိုထိုးနိုင်စွမ်းရှိတဲ့အရာတော်မှပြောက်သွားစေသလားလို့ပေါ့တလားဘာလို့ဆိုတော့သူရဲ့ထိုးခွက်ကြီးအစောပိုင်းတော့ပြောသလိုပေါ့ one championship ရဲ့ ွဲစဉ်အစပိုင်းမှာဆိုလို့ချင်းတော်တော်လေးကိုကောင်းတယ်နော်နောက်တော့ဟိုတကယ်ကမ္ဘာချန်ပီယံနေဖြစ်ခဲ့ပူတယ်တကွီရူးကိုတော့မှဂျပန်ဖိုက်တာပေါ့နော်အလဲထိုးနိုင်ခဲ့တာပရမပွဲစဉ်မှာပဲလေနော်ဒါပေမဲ့တော့နောက်ပိုင်းမှာတော့သူကအလိုဟိုအချင်းကြီးအကြောင်းမျိုးကျတော့ရှုံးလိုက်ရတာပေါ့လေဒါပေမဲ့ပြောချင်တာကတကယ်ကိုကောင်းတဲ့ဖိုက်တာတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ mindset ကတော်တော်လေးရည်ကြီးနေတယ် သူ့ရဲ့ mindset ပြောင်းဖို့လိုတယ်။သူနိုင်မယ်ဆိုတဲ့စိတ်သက်ကိုထားပြီးမှနော်။နောက်မွေထိုင်းကလည်းပြောချင်တာကတကွက်တည်းမဟုတ်ဘူးလား။သူ့ကြည့်လိုက်ရင်တကွက်ကိုပဲသူကသုံးတယ်။ချေကန်မယ်ဆိုရှင်ခြေတော့ကြီးပဲကန်နေတာ။ဟိုတတောင်စီလည်းပြေးလို့ရတယ်၊လက်တီလည်းထိုးလို့ရတယ်။အမျိုးမျိုးလုပ်လို့ရတယ်ဗျာ game plan ရတယ်မလား။ဒါပေမဲ့သူ့ကြည့်လိုက်ပြီဆိုခုနသူဆရာမာထားရလဲဖြစ်မှာပေါ့လေเนาะသူရဲ့ game plan မှာတစ်ခုဆိုတစ်ခုပဲသူကအဓိကထားပြီးလုပ်တယ်ပြီးလို့ရှိရင် ဟိုဒီနောက်ဆုံးမင်းညာပွဲမှာကြာ तू อ่ะတော်တော်လေးကိုထိန်းထိန်းသိမ်းသိမ်းကြီးနဲ့လှုပ်နေတဲ့ခါကျတော့ထိုးရမယ့်ဟာမထိုးဘဲနဲ့လှုပ်တင်လှုပ်ထိုက်တာမလှုပ်တဲ့ဆုံးဖြတ်ချက်မချနိုင်တဲ့အတွက်ကြောင့်မလို့ तू ရှုံးလိုက်တယ်လို့ပဲကျွန်တော်တော့ခံမှန်းမိတာပေါ့เนาะ